ိုးရှိရှိတုန်းကဝက်ကလေးသုံးကောင်ဟာမိခင်ကြီးနဲ့အတူနေထိုင်ကြပါလေ။ဒီနေ့မှာတော့သူတို့ဟာကိုယ့်အိမ်ကိုစောက်ပြီးကိုဘဝကိုရည်တည်ဖို့အတွက်အိမ်ကနေထွက်ခွာခဲ့ကြပါဗါ။ဝတ်အကြီးဆုံးဖြစ်သူကတော့ဘာမှမစင်းစားပဲမြ мян ဆန်ဆန်အပီးတက်ချင်တဲ့စိတ်နဲ့လမ်းဘေးကကောက်ရိုးပုံကိုအုံပြပြီးအိမ်လေးတလုံးကိုဆောက်လိုက်ပါရဲ့လွယ်လိုက်တာအချင်းကုန်းဟန်စရာမလိုပဲအနားယူလို့ရပြီလို့ သူကတွေးနိုင်ပါရဲ့ဝတ်အလက်ဖြစ်သူကလည်းအိမ်ဆောက်တာကိုအချိန်အများကြီးမပေးချင်ပါဘူးဒါပေမဲ့ကောက်ရိုးထက်တော့ပိုခိုင်ခံချင်တာနဲ့တက်ကိုင်းကြောက်တီကိုစုပြီးအိမ်လေးတလုံးကိုဖြစည်းလိုက်ပါတယ်ဒီလောက်ဆိုအဆင်ပြေလာပြီးအပြင်မှာကစားလိုက်အောင်မလို့သူကပြောလိုက်ပါတယ်ဝက်အငရေဆုံးကလေးကတော့အကိုရေလိုအပြင်းမထူခဲ့ပါဘူး သူကအနာကက်အကွက်စဉ်းစားပြီးဘေးအန္တရာယ်ကနေစိတ်ချရစေမဲ့ခိုင်ခါတဲ့အိမ်တလုံးကို လိုချင်ခဲ့တယ်။ဒါကြောင့်အချိန်ပေးဆွဲအိမ်တွေအများကြီးအကုန်ခံပြီးအိုခဲတွေကို တလုံးချင်းစီ စနစ်တကျစီပြီးတေတတ်ခိုင်မာတဲ့အိမ်တလုံးကိုစောက်လုပ်ခဲ့ပါတယ်။ဒီလိုနဲ့ဝက်ကလေးတွေကိုယ့်အိမ်နဲ့ကိုပျော်ရွှင်နေတော့မှပဲသွေးစာနေတဲ့ဝံပလေကြီးတကောင်ရောက်လာပါတော့တယ်။ ဝံပလွေကြီးဟာကောက်ရိုးအိမ်မှနေတဲ့ဝက်အကြီးဆုံးစီကိုအရင်ဆုံးသွားခဲ့ပါတယ်။ဝလေးငါကတကောက်ဖွင့်ပေးလို့ဝံပလွေကအမိန်ပေးတော့ဝက်ကလေးကပြန်ပြောလိုက်တယ်။ငါကမဖွင့်ပေးနိုင်ဘူးလို့ပြန်អော်လိုက်တယ်။အဲ့ဒီအခါဝံပလွေကြီးဟာတချက်မုန်လက်ယုံနဲ့ကောက်ရိုးအိမ်လေးဟာလေတဲလင့်စင်ပြူကျသွားပြီးဝက်အကြီးဆုံးလဲကြောက်လန့်တကြားနဲ့ဝက်အလက်ရဲ့တက္ကိုင်းအိမ်စီကိုထွက်ပြေးခဲ့ရပါတယ်။ဝံပလွေကြီးဟာတက္ကိုင်းအိမ်ကိုရောက်လာပြီး အခုငါနှစ်ကောင်လုံးကိုစားတော့မယ်လို့ချင်းချောက်ပလန်ပါတယ်။ဝက်ကလေးနှစ်ကောင်လုံးတကားကိုပိတ်ထားပေမဲ့ဝံပလီကြီးဟာအားဆိုင်ပြီးမှုန့်လိုက်တဲ့အခါမှာတကိုက်အိမ်လဲပြူကျပစီးသွားခဲ့ပါတော့တယ်။ဝက်ကလေးနှစ်ကောင်ဟာဝက်ငယ်ဆုံးရဲ့တုတ်အိမ်စီကိုအ мян ပြေးဝင်ခိုးလုံခွဲကြတယ်။ဝံပလီကြီးလဲဒေါသတကြီးနဲ့အုတ်အိမ်ရှေ့ရောက်လာပြီးအရင်ကလိုပဲမှုတ်ချေဖြတ်ဖို့ကြိုးစားပေမဲ့အုတ်အိမ်ကတော့နည်းနည်းမှမလုံရှားကြပါဘူး ဝံဘလွေကြီးဟာစစ်ပြက်ဒေါသထွက်ပြီးနောက်အိမ်မီကိုခေါင်းတိုင်ကနေဝင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကိုတိတဲ့ဝတ်အငယ်ဆုံးကမိဖို့ထင်းကရင်းနှွေးအိုကြီးတလုံးကိုတီထားပြီးစောင့်နေခဲ့ပါတယ်။မိကိုခေါင်းတိုင်ထဲကနေအိမ်ထဲကိုခုံဆင်းလာတဲ့ဝံဘလွေကြီးဟာပပဆူနေတဲ့ရင်းနှွေးအိုထဲကိုအရှိန်နဲ့ဆင်းသက်မိသွားပါတော့တယ်။အာပူလိုက်တာဆိုပြီးအော်ဟိယင်အမြန်ဆုံးအိမ်ပေါ်ကနေထပြေးသွားပါတော့တယ်။ ဝန်ပလူကြီးဟာဘယ်တော့မှပြန်မလာရတော့ပါဘူး။ဝါကိုနှစ်ကောင်ဟာညီငယ်လေးရဲ့ဉာဏ်ပညာနဲ့ကြိုးစားအားထုတ်မှုစာအသက်ရှင်ခဲ့ရတာကိုသိရှိပြီးနောက်ပိုင်းမှာသူတို့ဟာအလုပ်ကို ပေါ့ပေါ့ဆဆမလုပ်တော့ပဲညီငယ်လေးရဲ့အုပ်အိမ်ဘေးမှာပဲခိုင်ခန့်တဲ့အုပ်အိမ်ကိုဆောက်လုပ်ပြီးပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။ဘဝမှာအမြဲတမ်းပျော်ရွှင်တယ်တက်တောင့်တက်တာနေခြင်းနဲ့ဆိုရင်တော့ခိုင်မာတဲ့အုပ်မိတစ်ခုကိုတည်ဆောက်ဖို့အတွက် ကြောစားအထောက်မှုနဲ့အနစ်နာခံမှုဆိုတာမဖြစ်မနေလိုအပ်ပါရဲ့အပြင်းထူချင်းကရေတို့မှဖြစ်ပေမဲ့ရေရှည်မှာတော့ဘေးအန္တရာယ်ကိုဖိတ်ခေါ်တတ်ပါတယ်တခါလုံးကတစ်ပင်အုတ်ဆိုင်ရဲ့တောနဲ့ကြီးထဲမှာမာလီယာယုံလို့ခေါ်တဲ့ယုံတကောင်ရှိတယ်မာလီယာကကိုကိုကို အပြေးအမြန်ဆုံးလို့အမဲကြွားလေးရှိပြီးတောထဲကတခြားထရဝါတွေကို မကြာခဏအထင်သေးတတ်တယ်မာလီယာက ကိုကိုကိုအပြေးမြန်ဆုံးလို့အမဲကြွားလိရှိပြီးတောထဲကတခြားသတ္တဝါတွေကိုမကြာခဏအထင်သေးတတ်တယ်။တနေ့မှာတော့မာလီယာကသူ့အနားကလက်ကိုလှောင်ပြောင်လိုက်တယ်။ဒီလက်ကတော့ဖြည်းဖြည်းမှန်မှန်နဲ့အလုတ်ကိုစနစ်တကျလောက်တတ်သူပါ။ဟေးကိုလေးမင်းရဲ့အရှင်ကကဘာပေါ်မှာအနည်းဆုံးပဲလမ်းလျှောက်တာတော့မှအိမ်ငိုက်နေသလားလို့ထင်ရတယ်လို့မာလီယာယုံကရေမောပြီးပြောလိုက်တယ်။ဒီလိုအပြောခံရတော့ကိုလေးလည်းစိတ်မကောင်းဖြစ်ပေမဲ့ဒေါသမထွက်ပါဘူး။ မာလီယာယုံကြီးမင်းပြောတာမှန်ပါတယ်ငါကဖြေးပေမဲ့တနေရာရာကိုရောက်အောင်တော့သွားနိုင်တယ်မင်းကကိုကိုကိုအယမ်းမြန်တယ်လို့ယူဆနေတာကိုတတ်သိပြနိုင်မလားလို့စိန်ခေါ်လိုက်တယ်မာလီယာယုံကဒီလိုပြောလိုက်ပါတယ်ဘာမင်းကငါ့ကိုစိန်ခေါ်တာလားကောင်းပြီလေငါတို့နှစ်ယောက်အပြေးပြိုင်လုပ်ကြတာပေါ့လူပြောပြီးဝမ်းသာအားရလက်ခံလိုက်တယ်တော်ထရိဆန်အားလုံးလဲစိတ်ဝင်စားနဲ့လာကြည့်ဖို့ဆုံးဖြတ်လိုက်ကြတယ်ပြိုင်ပွဲနေ့ရောက်တော့ တော်ရဲကတရဝအားလုံးဟာသစ်ပင်ကြီးရဲ့အဘေးမှာစောင့်ကြည့်နေကြပါတယ်။ဒိုင်လူကြီးကတော့သစ်ပင်ပေါ်ကဈီးခွက်ဦးကြီးပါ။စိုက်ကင်မွန်အချက်ပြလိုက်ကနဲ့မာလီယာယုံကမြားတစင်းလိုလွင့်ထွက်သွားတယ်။တော်လန်းပေါ်မှာဖုန်နေတောင် တလူလူထွက်ကြန့်ခဲ့တယ်။ကိုလိတ်ကတော့စိတ်ရှည်လက်ရှင်နဲ့ဖိဖိမှန်မှန်ထုချေလန်းအတိုင်းရှေ့ကိုဆက်တိုက်သွားနေပါတယ်။မာလီယာယုံကလန်းတဝက်လောင်ရောက်တော့နောက်လန့်ကြည့်လိုက်တယ်။ကိုလိတ်ကိုမြင်အောင်မမြင်တော့ဟာဟာ ဒီလက်ကြီးကငါကိုဘလို့လုံးနိုင်မှာလဲအခုခဏအိမ်ငိုင်းလိုက်အောင်မာလို့တွေးလိုက်တယ်ပြီးတော့လမ်းဘေးကတပင်ကြီးအောင်မာအေးအေးဆေးဆေးအိတ်ချလိုက်တော့တယ်ယုံကကိုစွမ်းရီကိုအရင်အထင်ကြီးလွန်လို့ပြိုင်ဘေးကိုပေါ်ပေါ်ဆာဆာသဘောထားလိုက်တာပါဒီချိန်မှာတော့ကိုလိတ်ဟာဘယ်တော့မှမရက်နာပဲဖြည်းဖြည်းချင်းလမ်းနေသေးပါပဲသူကရှေ့ကိုသာကြည့်ပြီးကိုရဲ့ပန်းနိုင်ကိုမယောင်မချင်းဇွဲမလျော့ခဲ့ဘူးယုံအိပ်ပျော်နေတဲ့နေရာကိုဖျက်ကျော်သွားလာကိုတောင်ဂယုမဆိုင်ဘူးသူ့ရဲ့အရှိန်မှန်ကိုပဲထိန်းထားခဲ့တယ် ခဏကြာတော့ယုံအိတ်နိုးလာပြီးအချိန်ဘလောက်ကြာသွားမယ်မသိတော့ဘူးချက်ချင်းခုန်ထွက်နေပန်းတိုင်ကိုအမြန်ဆုံးပြေးပြေးသွားပါတယ်နောက်ကြာသွားပြီကိုလိတ်ဟာခုနလေးထဲမှာပန်းတိုင်မြင်းဆောင်ကိုကြော်လုံသွားပြီးသားဖြစ်နေပါပြီပရိသတ်အားလုံးလည်းဟေးကိုလိတ်ကိုလိတ်အနံ့ရောက်ပြီလို့ဝိုင်းအော်ပြီးလက်ခုပ်တီးကြတော့တယ်ဟိုရှိရှိတုန်းကရွှေရော်လုံးလေးကိုအသက်ထက်မြတ်နိုးတဲ့မင်းသမီးလေးတစ်ပါးရှိခဲ့ပါတယ်ဒီနေ့မှာတော့ သူမကစားနေတဲ့ရွှေဘုံလေးဟာနန်းတော်နာကရေရွင်းနဲ့ကြီးရဲကိုလိမ့်ကျသွားတယ်ဝမ်းထဲပူဆွေးနေတဲ့မင်းသမီးလေးရဲ့ရှေ့ကိုမျက်လုံးဝိုင်းဝိုင်းအသားရေစိမ့်စိမ့်နဲ့ဖားတကောင်ရောက်လာပြီသူကဒီလိုပြောလိုက်ပါတယ်ဒီရွှေကော်လုံးကိုရဖို့အတွက်မင်းသမီးလေးကျမုတ်ကိုအပေါင်းဖော်ဖြစ်ခေါ်ယူရမယ်မင်းသမီးရွှေပကံနဲ့အတူစားတော့ခွင့်ပေးမယ်မင်းသမီးကတင်လေးပေါ်မှာအိတ်ခွင့်ပေးမယ်ဆိုရင်ငါမင်းသမီးရဲ့ရွှေကော်လုံးကိုပြန်ယူပေးမယ်လို့ပြောလိုက်ပါတယ်မင်းသမီးလေးကဖားရဲ့တောင်းဆိုချက်တွေကိုနားထောင်ရင်းမျက်နှာရှုံ့မဲ့သွားပေမဲ့ရွှေကော်လုံးပြန်ရဖို့အတွက် အလွယ်တကူပဲကတိပေးလိုက်ပါတယ်ဖားကရေထဲကိုခုံဆင်းပြီးရွှေရော်လုံးကိုပြန်ယူလာပေးတယ်ပေါ်လုံးပြန်ရတာနဲ့မင်းသမီးလေးဟာကတိကိုမေ့လျော့ပြီးနန်းတော်စီအပြေးပြန်ဝင်သွားတော့တယ်နောက်မေမနှက်မှာတော့နန်းတော်တကားကိုတောက်တောက်ဆိုပြီးခောက်တန်ကြားရတယ်မင်းသမီးလေးကတကားကိုဖွင့်ကြည့်တော့မနေ့ကဖားကြီးဖြစ်နေပြီးသူမရဲ့တကားဝမှာရောက်နေတာကိုတွေ့လိုက်ရတယ်ကြောက်ရွံ့လို့ဆိုတဲ့ဖခင်ဘရင်ကြီးကိုအဖြစ်အပျက်တွေပြောပြလိုက်တော့တယ်ဘရင်ကြီးကပြန်ပြောလိုက်ပါတယ်သမီးလေးရဲ့ကတိဆိုတာကတိပဲ မင်းပေးထားတဲ့ဂတိကိုတီးရမယ်လို့ပြက်ပြက်သားသားပြောခဲ့ပါတယ်ဖခင်ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တော့တဲ့မင်းသမီးလေးဟာဖားကိုအခန်းထဲဝင်ခွင့်ပြုလိုက်ရတယ်ဖားကမင်းသမီးလေးရဲ့ရွှေပကံနဲ့စားရပြီးတော့မင်းသမီးလေးရဲ့ကတင်ပေါ်မှာလည်းအတူအိတ်ခွင်တောင်းတယ်မင်းသမီးလေးကရုံမုံစွာနဲ့သူ့ကိုနယံစီပြစ်ပေါက်လိုက်တယ်ဖားကနယံကိုမထီခင်မှာပဲတောက်ပတဲ့အလင်းရောင်တစ်ခုနဲ့အတူချောမောခံရတဲ့မင်းသားတစ်ပါးအဖြစ်ပြောင်းလဲသွားပါတယ်မင်းသားကသူဟာမင်းသားတစ်ယောက်ဖြစ်ပြီးတနေ့မှာကကျွန်တော်မဲလိုက်ပြီးတိရစ္ဆာန်တကောင်ကိုများနဲ့ပြစ်လိုက်ပါတယ် ဒီလိုနဲ့နှစ်သမီးတပါးကကျွန်တော်မကောင်းတာကိုလုပ်ခဲ့တာတွေကိုတွေ့ပြီးကျွန်တော်ကိုဖားတကောင်ဖြစ်ချိန်စားရုပ်လိုက်ပါတယ်။အဲ့နေ့ကစားပြီးကျွန်တော်ရဲ့နန်းတော်ကိုထွက်လာပါတယ်။မထင်မှတ်ပဲမင်းသမီးတို့ရဲ့နန်းတော်ကိုရောက်လာပါတယ်လို့ပြောလိုက်ပါတယ်။မင်းသမီးလည်းဒီစကားကိုကြားပြီးတဲ့နောက်ဒီဖားလေးကိုတနာသွားပြီးဒီလိုနဲ့တူတို့နှစ်ယောက်ဟာတဖြည်းဖြည်းရင်းနှီးလာကြပြီးမင်းသမီးလေးလည်းဒီဖားကိုချစ်မိသွားပါတယ်။မင်းသမီးရဲ့အချစ်ကဖားမင်းသားကိုပြောလိုက်ပါတယ်။ဒီလိုနဲ့ချိန်စားဟာရုတ်တရက်ဖားဟာကတုံပြောသွားပြီးခန့်ညာတဲ့မင်းသားတပါပြောလဲသွားပါတယ်။ မင်းသမီးလဲတာကိုမြင်တော့အံ့ဩစွာနဲ့ကြည်နေခဲ့ပါတယ်။မင်းသားကကျင်းစာမသိခင်မှာတယောက်ယောက်ကချစ်ခင်ကျင်နာမှုနဲ့ချစ်ချင်းမေတ္တာတွေနဲ့အချစ်စစ်တွေ့မှကျင်းစာပြဲမယ်ဆိုတာကိုရှင်းပြခဲ့တယ်။မင်းသမီးလေးဟာကိုကျင်းစာစိတ်နဲ့နောင်တရသွားပြီးချောမောတဲ့မင်းသားကိုတဖြည်းဖြည်းချစ်ခင်လာခဲ့တယ်။သူတို့နှစ်ဦးဟာနောက်ပိုင်းမှာလက်ထပ်ပြီးထာဝရစီးစိမ်ကျမ်းသာနဲ့ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်။လွန်ခဲ့သောနှစ်ပေါင်းများစွာကမြို့ငယ်လေးတစ်မြို့ရဲ့ စင်ကြေဖုံးရက်ွက်လီမှာဒေါ်မြဝါဆိုတဲ့မိခင်တယောက်ဟာ သူမရဲ့သားသမီးနှစ်ယောက်နဲ့အတူအလွန်စည်ရဲနွမ်းပါစွာနေထိုင်ခဲ့ပါတယ်။ဒေါ်မြဝါဟာတနေ့ကုန်ပင်ပန်းစည်ရဲစွာအလွန်လုတ်ပြီးမိသားစုကိုကျွေးမွေးခဲ့ရပါတယ်။သူမဟာသားတယောက်နဲ့သမီးတယောက်ရှိပါတယ်။သားဖြစ်သူမောင်ကျော်စွာကတော့လူပြိုပေါက်အရွယ်ရောက်နေပြီဖြစ်ပေမဲ့အလုတ်ကို စိတ်မဝင်စားခဲ့ဘူး။ အမေကိုလည်းဘာမှမကူညီပဲတနေ့ပြီးတနေ့တငယ်ချင်းတွေနဲ့လဲပတ်ပြောပါနေလေးရှိပါတယ်။အမေရဲ့ချွေးနဲ့ပတ်စံကိုအလွေတကူသုံးဆွဲရတာကိုသဘောကျပြီးအိမ်အလုတ်အပြင်အလုတ်ဘတုကိုမှဝိုင်းဝန်းလောက်ကင်ချင်းမရှိခဲ့ပါဘူး။ဒေါ်မြားဝါခိုင်းရင်တောင်မှမျက်နာမဲ့ပြီးမလုတ်ချင်အောင်စောင့်နေတတ်ပါတယ်။ဒါပေမဲ့တမိဖြစ်သူမငင်းချမ်းကတော့မောင်ကျော်စွာနဲ့လုံဝဆန့်ကျင်ဘက်ပါ။ မငင်းချမ်းဟာငယ်ရွယ်သေးပြီမေအမေကိုအရန်ကူညီခြင်းစိတ်ရှိပါတယ်။အိမ်မကိစ္စတွေဖြစ်တဲ့သမင်းချက်တာအဝတ်လျှော်တာအင်တန်ရှင်ယူလုပ်တာကအစားအကုန်လုံးကိုလှူဆောင်ပေးပါတယ်။အမေအပြင်အလို့ကပြန်လာရင်လည်းခြေဆုပ်လက်နဲ့ပြုစုပေးပြီးအမေပင်ပန်းမနေရအောင်အမေခယူးဆိုင်ပါတယ်။တချို့ရက်တွေမှာဆိုရင်အမေနဲ့အတူအပြင်အလို့ကိုလည်းလိုက်ပါလုပ်ကင်ပြီးပတ်စံသွိုင်းရှာတဲ့အချင်းကူတဝိုင်းကူညီခဲ့ပါတယ်။ ။တနည်းမှာတော့ဒေါ်မြဲဝါဟာဖျားနာပြီးအိပ်ရတဲ့လဲကြခဲ့ပါတယ်။ဒီအချိန်မှာမောင်ကျော်စွာဟာသူ့မိနာမကျန်းဖြစ်တာကိုတော့ဂရုမစိုက်ပဲအပြင်ထွက်ဖို့ပဲစဉ်းစားနေခဲ့ပါတယ်။အမင်းနေမကောင်းဘူးလား။ကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူးနော်။အပြင်ခဏသွားလိုက်အောင်မေလို့ပြောပြီးအလွယ်တကူထွက်သွားဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့မငိမ့်ချမ်းကတော့အမေရဲ့နာမကျန်းမှုကိုမြင်ပြီးစိတ်မကောင်းဖြစ်ခဲ့ဟန်ပါတယ်။သူမဟာအမေအတွက်စေးဝါးဝယ်ရှောက်ဖွေပြီးထမင်းချင်းဟင်းချက်ပြုတ်ကျွေးမွေ အမေရဲ့ဘေးနားမှာတချင်းလုံးနေပြီးပြုစုဆောင်ရှောက်ပေးခဲ့ပါတယ်။အိမ်လွတ်အားလုံးကိုလည်းတယောက်တည်းတောင်းဝန်ယူလုပ်ကန်ခဲ့ရတာကြောင့်အယန်းကိုပင်ပန်းခဲ့ပါတယ်။ဒီလိုနဲ့ရစ်တွေ့ကြလာတော့မောင်ကျော်စွာဟာအပြင်ကနေအိမ်ပြန်ရောက်လာချိန်မှာအိမ်ထဲမှာရှိတဲ့မြင်ကွင်းကြောင့်သူအံ့အားသင့်သွားခဲ့ရပါတယ်။သူ့အမိဟာမငင်းချမ်းရဲ့ကြောစားပြုစုမှုကြောင့်ကြားမာလာပြီးအနှဲငယ်ဒါပေမဲ့မငင်းချမ်းကတော့အခုချိန်မှာပင်မနှွမ်းနေတဲ့ပုံပေါက်နေပါတယ်။ အဲ့ဒီအခါဒေါ်မြဝါဟာမငင်းချမ်းရဲ့လက်ကိုကိုက်ပြီးမျက်လီထဲနဲ့ပြောလိုက်ပါ诶။တမီးရဲ့တမီးကြောင့်အမီအသက်ရှင်ခဲ့ရတာပါ။တမီးသာမရှိရင်အမီတေလောက်ပါပြီလို့ပြောပြီးဒီစကားကိုမောင်ကျော်စွာဟာကြားလိုက်ရတဲ့အခါမောင်ကျော်စွာရဲ့ရင်ထဲမှာဆူဆူနိနိခံစားလိုက်ရပြီးနောင်တောင်ရစိတ်တီဖြစ်ပေါ်လာခဲ့တာ रे ။သူဟာ အမေကိုလစ်လူရှုခဲ့တာညမလေးရဲ့ပြင်ပမှုကိုကယူမဆိုင်ခဲ့တာတွေကိုပြန်တွေးမိပြီးမျက်ယူကြခဲ့ပါတယ်။ လာအမေတားမှားပါတယ်တားကိုခွင့်လွတ်ပါနောက်ဆိုရင်တားလည်းအလုံးလုံးမယ်အမေနဲ့ညီမလေးကိုကူညီပြီးဆောင်ရှောက်ပါမယ်ကိုပြောပြီးသူ့ရဲ့အမေရှင်မှာဒူးတောက်ပြီးတောင်းပန်ခဲ့ပါတယ်ဒေါမြဝါကသူ့တားကိုညစ်ထားပြီးနေတဲ့မျက်လုံးနဲ့ကြည့်ပြီးဒီလိုပြောလိုက်ပါတယ်တားရဲ့အမေတို့ကိုကူညီခြင်းတဲ့စိတ်ကလေးရှိရင်ပဲရပါလိမ့်နောင်တရတာဟာအမားကိုပြုပြင်ဖို့ပထမဆုံးထည်လမ်းပဲလို့ပြောလိုက်ပါတယ်အဲ့ဒီနေ့ကစပြီးမောင်ကျော်စွာဟာအရင်လိုပြင်းကြီးချင်မရှိတော့ပဲ ကျွကျောဆဆအလုတ်ကိုလွတ်ကင်ခဲ့ပါတယ်။ညမဖြစ်သူမငင်းချမ်းတဲ့အတူအမေကိုဝိုင်းဝန်းပြုစုဆောင်ရှောက်ရင်းသူတို့ရဲ့စင်းရဲလက်ဘဝလေးဟာချစ်ချင်းမြတ်တာဟာကျောဆအားထုတ်မှုတွေနဲ့အတူတထည့်ထည့်တိုးတက်လာပါတော့တယ်။ဒီပုံပြလေးကပိတ်ဆက်မရှိရင်တောင်မိသားစုအချင်းချင်းချစ်ထင်ကြင်နာမှုနဲ့တူဦးတူကူညီမှုနဲ့ကြိုးစားအားထုတ်မှုတွေရှိရင်ဘဝမှာအခက်အခဲတွေကိုကျော်လွှားနိုင်ပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝကိုဖန်တီးနိုင်တယ်ဆိုတဲ့သင်ခန်းစာကိုပေးခဲ့ပါတယ်။ရှိရှိတုန်းကလူသားတွေမသိနိုင်တဲ့နရှိုင်းလာတဲ့မီယာကဘာတစ်ခုရှိပါတယ်။ဒီကဘာကိုနီယာဝနာလို့ခေါ်ပြီးနဂါမင်းကြီးအုပ်စိုးခဲ့ပါတယ်။သူကကြောက်စင်းတောင်ကလေးကိုသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုကြောက်စင်းတောင်ကိုပတ်ဝန်းထားပါတယ်။မိခိုးရောက်မျက်လုံးမြောင်နဲ့နှစ်ပေါင်းထောင်ချီပြီးအိပ်ပျော်နေခဲ့ပါတယ်။သူနိုးလာတဲ့အခါတိုင်းမြေကြီးတွေကိုချက်ချင်းတုံလောက်တော့ပါတယ်။ အထက်ကပါပေါ်တွင်အီလီယန်လူနာမည်ရှိတဲ့ရဲရင်တော်တောသားတယောက်နေထိုင်ပါတယ်။သူဟာတောအုပ်ကြီးကိုအကျိုင်းနေတဲ့လူတယောက်ထစ်ပြီးသူဟာတောနဲ့ထဲကတရိษတ်များစွာနဲ့သူ့တင်ငယ်ချင်းတွေထစ်ကြပြီးတောနဲ့ထဲကိုနေထိုင်ပါတယ်။တနေ့မှသူကကျေးဇူးရှင်တိတော်ထဲကတကြီးနာမောင်ကျန်းဖြစ်လာပြီးကုသအရင်မထစ်နိုင်လိုအပ်နေတဲ့မိုင်းညို့စီဒီစေးပင်ကပျောက်ဆုံးနေတဲ့အစိမ့်တစ်မျိုးဖြစ်ပါတယ်။ဒီစေးပင်ဟာနီယာဝနနဂါမင်းရှိတဲ့မြေအောက်ကဘာမှာပဲရှိပါတယ်။ မြေရောက်ကပါဟာနေရောက်သွားတဲ့လူတွေကရှေးဟောင်းစာရွက်စာတမ်းမြရတယ်မှာလေးရေးထားပါတယ်။အီလီယန်ဟာမြေရောက်ကပါကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာတောင်ချေရင်ကွက်ကြတဲ့မှာခြောက်နှက်ကြီးထဲကိုဆင်းသွားခဲ့တယ်။အောက်ခြေကိုရောက်တဲ့အခါကြောက်စိမ့်တောင်တက်များမိပွားများလှုပ်ထုံနေသောမြင်များကိုမြင်တွေ့ရပါတယ်။ထူဆန်းသောအလင်းရောင်များထွက်နေပါတယ်။မှုပင်များရွှေရောင်ပန်းများကသူ့ကိုကြိုဆိုနေပါတယ်။သို့သောနဂါမင်းနီယာဝါနနေရာတဲကိုချင်းကဲ့ရောက်မလွယ်ဘူးပဲ။ ခြောက်ကမ်းပါသူလျှောက်တူရှောက်ဖွေနေစေပါညို့မိုက်နေသောအလင်းတန်တစ်ခုကိုတတိထားမိပါတယ်ချင်းကက်ကြည့်သောအခါနတ်သမီးတပါကြောင်လဲတုံကြီးတဲကထွက်လာတာကိုတွေ့လိုက်ပါတယ်သူ့နာမည်ကမာလီယာလို့ခေါ်ပြီးနတ်လောကမှမေယောကဘာကိုလေးလာတဲ့သူဖြစ်သည်ဒါကြောင့်ဒီကိုစောင့်ရတဲ့နတ်သမီးဖြစ်ပါတယ်သူမဟာခြေချင်းမှကြောက်ဆူကလေးလေးစူးနေသဖြင့်လက်မလျှောက်နိုင်တော့တာကျွန်တော်ကူညီပါရစေလို့အီလီယန်ကပြောပါတယ်ဂီယူဆိုင်ကြောက်ဆူကလေးတွေကိုထုတ်ယူပေးခဲ့ပါတယ် ကျေးဇူးတင်ပါတယ်ရန်ရင်တို့လူသားမာလီယာလူနာကပြုံးဖြတ်ပါတယ်ကျမကိုကူညီတဲ့အတွက်ကျေးဇူးဆက်ချင်ပါတယ်လို့ပြောပြီးနတ်သမီးဒီမြေအောက်ကပတ်ကိုတည်တလားလို့အီလီယန်ကမေးလိုက်ပါတယ်တည်ပါတယ်ကျမကဒီနာမကြခဏလာပါတယ်လို့ပြောလိုက်ပါတယ်တင်ဘာကို ရှာနေတာလေလို့မေးလိုက်ပါတယ်အီလီယန်ကမိုင်းညိုစေပင်အကြောင်းကို ရှင်းပြခဲ့တယ်မာလီယာဟာခေါင်းညိပြီးဒါပေမဲ့ဒီစေပင် ပေါက်တဲ့နေရာဟာနဂါမဲနီယာဝနော့ရဲ့အိယာခေါင်းရဲ့မှာပါလို့သူ့ကိုနှိုးမိခြင်း အန်ဒီရဲ့ရှိပါတယ်လို့သတိပေးခဲ့ပါတယ်။အီလီယန်ဟာစိတ်သက်ခိုင်မာမှုကိုမြင်တွေ့တော့အခါနတ်သမီးကသူမတတ်နိုင်တော့နတ်ဆေးမင်းခွေဝေတီတီငှက်လေးကိုခေါ်ပေးခဲ့ပါတယ်။ဒီခက်လေးကအတန်မပီတာတော့လေ၊နဂါမင်းရဲ့နားလေးကိုဝင်ရောက်ပြီးအိပ်ပျော်နေစေနိုင်တော့နတ်တင်သားတိုင်ကိုစိုးနိုင်ပါတယ်။သူတို့သုံးဦးကအတူတကွာနဂါမင်းကိုကြောက်ကူးကြီးစီတို့ချီတက်သွားကြပါတယ်။ကိုယ်ထဲမှာနဂါမင်းနီယဝနာရဲ့ခနာကိုအစိကပိုင်းဖြစ် ကြောက်စိမ့်တောင်ကြီးကိုရစ်ပက်ကဟောင်းတန့်ကြီးများကိုအိတ်ပျော်နေပါတယ်။သူဟာခေါင်းရည်မှာမီးလျံပြီးနေရနေသောပန်းပွင့်များဖြင့်ဖူးပွင့်မေလာကဆေးပင်ကပေါက်နေပါတယ်။ဒီပန်းများဟာအလင်းရောင်ကိုမှိုင်းညို့ညို့ဖြင့်လွတ်လွတ်သွားနေပါတယ်။တီတီငှက်လေးဟာငကားမင်းရဲ့အေယာနာတွင်ထက်ကိုဝင်ရောက်ပြီးတာယာနာထောက်လိုကောင်းတဲ့တခြင်းတန်ကိုစိုးပါတော့တယ်။ငကားမင်းလည်းအိဟောင်းတန်ကိုတဖြည်းဖြည်းပိုမိုနှင်းရှင်းသွားခဲ့ပါတယ်။အီလီယန်ဟာလည်းခြေဖျားထောက်ပြီးတတိရှိရှိဖြင့်ချင်းကပ်သွားခဲ့ပြီး ်ဆေးပင်ရုံမှပန်းလက်ကွင်ကိုဂယူဆိုင်ခူးယူခဲ့ပါတယ်။သူဟာပြန်လဲပြေးရန်ပြင်ဆင်တော့မှနှစ်သမီးလူနာကနဂါမင်းရဲ့မျက်လုံများကြီးလှုပ်ရှားလာတာကိုသတိထားမိခဲ့ပါတယ်။တမူလုံးဟာဂူထဲကကင်ကိုအပြေးအလွှားထွက်သွားကြပါတယ်။နောက်မှလိုက်လာတဲ့နဂါမင်းကိုဟိန်တန့်ကြီးကကြောက်ကူးကြီးကိုတုံလုတ်ခဲ့ပါတယ်။တည်တင်ကိုက်လိုက်တဲ့ချင်းဆန်ကြောင့်နဂါမင်းကိုပြန်လဲဣပြော့သွားခဲ့ရပါတယ်။မြေကျင်းဘော်ကိုပြန်လောက်တဲ့အခါအီလီယန်ကနတ်သမီးကိုကျေးဇူးတင်စကားပြောပြီးထွက်သွားလိုက်ပါတယ် နတ်သမီးကပြုံးပြပြီးကျေးဇူးပြန်တင်တာကသင်ပါပဲ။သင်ဟာအခြားသူအတွက်ဆွန့်လွတ်လုံဆောင်နိုင်တဲ့စိတ်နှလုံးရှိသည်ကိုပြောသားခဲ့လို့ပါ။နတ်လောကစီတို့ပျောက်ကွယ်သွားခဲ့တော့ပါတယ်။အီလီယန်ဟာဆေးဖက်များကိုကျေးဇူးရှင်တစ်တော်တကြီးကိုကူးတော်ပေးနိုင်ခဲ့ပါတယ်။သူဟာမကြာခဏဆူတိုင်းမြေအောက်ကပါစီတို့လှမ်းမြောက်ကြီးမိတတ်ပြီးနဂါမင်းကြီးနဲ့ဂီတီသောနတ်သမီးလေးအကြောင်းကိုအိမ်မထေမှာရှိနေခဲ့ပါတယ်။ ကြေးလက်ရွာလေးတရွာရဲ့ရှုခင်းကိုလှပစွာနဲ့နေရောင်အောက်မှာကပီယာလို့ခေါ်တဲ့လူငယ်လေးတယောက်စာအုပ်ကိုစကွဲမှာချပြီးငင်းမောနေပါတယ်ခဏကြာမှသူ့လက်ကဖုန်းစီရောက်သွားပြီးဂိမ်းဆော့ဖို့ပြင်ဆင်နေပါတယ်တစ်ချိန်လုံးကရွာငယ်လေးတရွာမှာကပီယာဆိုတဲ့လူငယ်လေးတယောက်နေထိုင်ခဲ့ပါတယ်သူဟာထက်မြက်တဲ့သူတယောက်ဖြစ်ပေမဲ့သူ့မှာပြဿနာကြီးတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဘယ်ရာကူမှအာယုံဆူဆိုင်လို့မရတာပါပဲသူစိတ်ကမငြိမ်မသက်တဲ့ငှက်တကောင်လိုပဲအတွေ့တစ်ခုကနေနောက်တစ်ခုကိုခုံလွှမ်းနေတတ်ပါတယ်သူဟာ စာဖတ်တာဒါမှမဟုတ်အရေးကြီးတဲ့အလုပ်တစ်ခုကိုစလုပ်ပြီဆိုရင် မကြခင်ပါပဲဂိမ်းဒါမှမဟုတ်တခြားအရာတွေကြောင့်အာယုံပြန့်လွင့်သွားလေးရှိပါတယ်စာချက်ဖို့စူးစမ်းရင်လည်းသူ့ဖုန်းဒါမှမဟုတ်တငယ်ချင်းတွေအကြောင်းပဲတွေးနေတတ်ပါတယ်ညနေခင်းရောက်နေတဲ့အချိန်ဟာဘီယာဖခင်ကသူ့သားကိုပြောပါတယ်တားရီမင်းရဲ့စိတ်ဟာရိုင်းဆိုင်တဲ့မြင်းရိုင်းတကောင်လိုပဲမင်းသားသူ့ကိုမထိန်ချုပ်ဘူးဆိုရင်မှားရွံ့တဲ့လမ်းကိုပဲခေါ်သွားလိမ့်မယ်မင်းရဲ့စိတ်ကိုစီကန်းနဲ့ထိန်ချုပ်လိုက်ပါ ဲ့ဒါဆိုမင်းရောက်ချင်တဲ့နေရာတိုင်းကိုသူကခေါ်သွားလိမ့်မယ်ဒါပေမဲ့ကပီယာကတော့ဒီစကားတွေကိုဘယ်တော့မှအလေးနဲ့မထားခဲ့ပါဘူးတနေ့မှာတော့လူငယ်တွေကိုအောင်မြင်မှုရအောင်လေ့ကျင့်ပေးရမှာနာမည်ကြီးတဲ့ဂရုကြီးလို့ခေါ်တဲ့ပညာရှိဆရာအိုကြီးတဦးရွာကိုရောက်လာပါတယ်ကပီယာနဲ့ဖခင်တို့ဂရုကြီးကျောင်းဝင်သွားပြီးဂရုကြီးကပြုံးရွှင်တဲ့မျက်နှာနဲ့ကြိုဆိုနေပါတယ်ကပီယာရဲ့ဖခင်ကသူ့ကိုဂရုကြီးစီခေါ်သွားပြီးသူ့ပြဿနာကိုရှင်းပြပါတယ် ူရူကြီးကပြုံးလိုက်ပြီးတပီယာကိုရေပြည့်နီးပါးထည့်ထားတဲ့ဖန်ခွက်ငယ်လေးတစ်လုံးပေးလိုက်ပါတယ်။လှပတဲ့ဥယျာဉ်ထဲမှာကပီယာကရေဖန်ခွက်ကိုဂယုတဆိုင်ကင်ပြီးဒီဖန်ခွက်ကိုကင်ထားပါငါရဲ့ဥယျာဉ်ပပက်လေကိုရှောက်နေရင်ရေ၁၄တောင်မဖိတ်အောင်တတိထားပါလို့ကပီယာကိုပြောလိုက်ပါတယ်ကြည့်ရတာတော့ရိုးရှင်းတဲ့အလုပ်ပါဒါပေမဲ့ကပီယာရှောက်လာတဲ့အခါမှာ ငှက်တွေကជីជីជីတိရွက်တွေကတရှဲရှဲအနီးနားကကလေးတွေကရေမောနေကြပါတယ်သူလှည့်ကြည့်လိုက်တိုင်းရေတွေဖိတ်ကြကုန်ပါတယ်သူပြန်ရောက်လာတဲ့အခါဖန်ခွက်ထဲကရေတဝက်လောက်ကုန်နေပါပြီဒါပေါ့ဒီဖန်ခွက်လေးဟာမင်းရဲ့ပန်းတိုင်နဲ့တူတယ်ဒီရေတွေကတော့မင်းရဲ့အာယုံစူးစိုက်မှုပဲမင်းပတ်ဝန်းကျင်ကအာယုံပြတ်လွင့်စေတဲ့အရာတွေကတော့လောကရဲ့ শূন্য တန်တွေနဲ့တူတယ်မင်းသားမင်းရဲ့ရည်ရွယ်ချက်အပေါ်စိတ်ကိုခိုင်မြဲစွာမထားနိုင်ဘူးဆိုရင်မင်းမတိလိုက်ခင်ပါပဲအရာအလုံးကိုဆုံးရှုံးသွားလိမ့်မယ် အဲ့ဒီနေ့ကစပြီးသူဟာနေ့စဉ်တစ်ချိန်နဲ့အိပ်ရာထတာဖုံးသုံးပြတာကိုကန့်တတာနဲ့သူလုံးသမျှအရာတိုင်းကိုအာယုံအပြည့်အဝပေးတာစတဲ့လွယ်ကူတဲ့အရာလေးတွေကနေစတင်ခဲ့ပါတယ်သူစိတ်ကိုတည်ငြိမ်ပြီးခိုင်မြဲလာအောင်လေ့ကျင့်မှုမနက်တိုင်းမိနစ်အနည်းငယ်တရားထိုင်လေးရှိပါတယ်အစပိုင်းမှာတော့ခက်ခဲပါတယ်သူစိတ်ကအရင်လိုပဲလွင့်ပါနေသေးပါဒါပေမဲ့သူကအဲ့ဒီစိတ်ကိုလက်ရှိအလုပ်စီကိုမရမကပြန်ဆွဲခေါ်ခဲ့ပါတယ် ရတ္တပတ်တွေဟာလအဖြစ်ပြောင်းလဲလာပြီးဖြည်းဖြည်းချင်းကပီယာဟာသူ့ကိုယ်သူပြောင်းလဲလာတာကိုခံစားလာရပါတယ်။သူ့မဉဏ်တွေကောင်းလာတဲ့စာမွေးပွဲအမှတ်တွေတက်လာပါတယ်တနည်းအကြမှာနိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးတစ်ခုကိုကျင်းညာခဲ့ပါတယ်။ចောင်းသားတွေဟာခက်ခဲတဲ့ပြဿနာတွေကိုအချိန်ကန့်သက်တွင်ဖြေရှင်းရမှာဖြစ်ပါတယ်။ကပီယာလည်းဝင်ပြိုင်ခဲ့ပါတယ်။မိကုန်းတွေကထောင်ချောက်ဆင်ထားပြီးចောင်းသားအများစုထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ကပီယာကတော့တည်ငြိမ်နေခဲ့ပါတယ်ဂူရုကြီးသူ့ကိုရေဖန်ကွက်နဲ့တင်ပေးခဲ့တယ်လို့ပဲသူဟာတစ်ချိန်ထဲမှာပဲမိခိုးတစ်ခုချင်းစီကိုသာအာယုံဆူဆိုက်ခဲ့ပါတယ်ပြန်ပွဲရလက်ထွက်လာချိန်ကပီယာကိုအနိုင်ရရှိသူဖြစ်ကြောင်းကြေညာလိုက်ပါတယ်လူတိုင်းကသူ့ကိုဝမ်းသာအားရလက်ခုပ်တီးကြပြီးဂူရုကြီးကလည်းဂုဏ်ယူစွာပြုံးပြခဲ့ပါတယ်ကပီယာဟာစီကန်းရှိတဲ့စိတ်ဟာအရေးချင်းကံကောင်းခြင်းဒါမှမဟုတ်ညံ့ညံ့သွေးထက်ပိုပြီးအစွမ်းထက်ကြောင်းတတ်တည်ပြခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီး ကပီးယားကိုသူ့စိတ်ကိုပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ခဲ့တဲ့သူအဖြစ်ရွာမှာလူတိများလာပါတော့တယ်ဒီနေ့မှာတင့်စိတ်ထဲမှာအားပေးတိုက်တွန်းမှုမိဘွားလေးတစ်ဆက်လောက်ဖြစ်ပေါ်ခဲ့တဲ့ဆိုရင်အဲ့ဒါကိုမိမ့်မိန်သွားအောင်မလုပ်ပါနဲ့ဒီဗီဒီယိုကိုလိုက်လုပ်ပေးပါမျှော်လင့်ချက်လိုအပ်နေတဲ့တငယ်ချင်းတယောက်ယောက်စီကို share လုပ်ပေးပါပြီးတော့ကျွန်တော်တို့ရဲ့ဒီအင် အားနဲ့ဉာဏ်ပညာခီးလန်းကိုအတူတူဆက်လျှောက်နိုင်ဖို့ subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့။နော်တင်ရဲ့နောက်ထပ်အောင်မြင်မှုအခန်းကဏ္ဍတစ်ဟာတင်းစိတ်ကိုစီကန်းနဲ့ထိန်းချုပ်ဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီးစတင်ပါပြီ။